ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလောက်ရှိတယ်ဆိုတာကိုအုံအုံကြွကြွမြင်သွားမယ်အဲ့ဒီတရက်တွေတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူးအဲ့ဒီတရက်ကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိမ့်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်သက်တဲ့မြန်လို့တဲ့နော်ဘုန်းတော်ကြီးတွေရှိမယ်အမျိုးသားရေးသမားတွေရှိမယ်နော်အခုဒီဟိုအားထဲမှာဆိုလို့ရှိရင်ကော်မတီထဲမှာဆိုမပူတူတို့လို့ညီမလေးတွေရှိမယ်အများကြီးရှိမယ် ောက်အဲ့လူတွေကျွန်တော်ကာကွယ်ပေးလိမ့်မယ်အဲ့ယုံချင်းကိုကျွန်တော်တရားလာပြီးပြည်ဦးလူကိုဆွေးဆိုင်ပေးတကယ်လဲကျွန်တော်ကကျွန်တော်တရားဆွဲချင်တာဆိုရင်ပြည်ဦးလေးမှာလာဆွဲရမှာပြည်ဦးလေးမှာလာဆွဲလိုက်ကြိုက်တဲ့ချိန်လာကျွန်တော်နေတိုင်းရှိမှာအခုကကျွန်တော်အသက်အန္တရာယ်ကိုနောက်ကလက်မဲကြီးတွေကဒီကောင်ရန်ကုန်ကိုရောက်တာနဲ့ဒီကောင်ကိုဘယ်လိုလုံးချင်ရမှာလဲဒီကောင်ဘယ်လိုသွားလဲဘယ်လိုလားဘယ်လိုနေကျွန်တော်အသက်အန္တရာယ်ကိုအမျိုးမျိုးဒုက္ခပေးမှာဆိုတာအဲ့တော့ကျွန်တော်တရားဆွဲတဲ့လူကရိုးသားရလားလို့ကျွန်တော်ကမေးပါနော် တရားဆွဲတဲ့သူကကျွန်တော်ကိုလုံချွဲလာလို့ကျွန်တော်ပြင်ဦးလေးမှာရှိတာပြင်ဦးလေးမှာလာဆွဲလိုက်ပေါ့ကျွန်တော်ပြင်ဦးလေးကနေပြောတာလေဒီလိုက်ကိုအခုလည်းပြင်ဦးလေးကနေပြောတာပဲပြင်ဦးလေးကနေပြောနေတာပဲကဲ तू ကတရေလိုအနေနဲ့တရားဆွဲကျွန်တော်တရေခံကျွန်တော်ပြင်ဦးလေးမှာရှိတာဒီမှာလာဆွဲပေါ့ဟုတ်တယ်မလားပြင်ဦးလေးမှာရင်းစကန်းနေရှိရတယ်ဒီဘွဲကမယိုးရှင်းဘူးပေါ့နော်မယိုးရှင်းဘူးဆိုတော့ဒီအမှုဖွင့်ခံထားရတဲ့နေရာမှာလေအမှုဟိုလက်ခံတဲ့ရဲရာရှိလေးတွေညီလေးတွေရဲစခန်းမှုကြီးလေဒါကလုံခြုံရေးရစဉ်းစားတင်တယ် နော်အခုကျွန်တော်ပြင်ဦးလွင်သွားနေပြီးတော့ကျွန်တော်အဲ့မှာတရားဆွဲတယ်ကျွန်တော်ပြင်ဦးလွင်ကနေကားနဲ့အဲ့ကိုသွားနေရမှာလေကျွန်တော်ရဲ့လမ်းကြောင်းလုံကြုံရေးကဘယ်လိုလုပ်မှာလဲကဲကျွန်တော်တိုင်းပြည်ရဲ့လူမျိုးကြတာဒီအမှုကလုံးဝမယိုးသားဘူးကျွန်တော်ကိုတရားဆွဲတာလုံးဝကိုမယိုးသားလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အဖသမီးမမိုးမိုးခိုင်မှအဖသားစစ်တက်လော်ဘီဇော်ဘုံဟိန်ကိုတရားဆွဲတီမှာယိုးသားမှုမရှိကြောင်းမြန်မာနိုင်ငံတရားရေးကိုချိန်ချောက်လိုက်တဲ့ဇော်ဘုံဟိန်ရုတ်တန့်နဲ့အတူ ိုင်းတရာရွှေလင်းမန်းဆက်မှုဇုံတွင်တလလျင်9သိန်းတောင်းဖြင့်လုံခြုံရေးအလုတ်ခေါ်သဖြင့်တွားရောက်လျှောက်ထားရာမှာပေါ်ရာဆွဲဖမ်းဆီးခံရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ရန်ကုန်တိုင်းလိုင်းတရာရွှေလင်းမန်းဆက်မှုဇုံတွင်တလလျင်9သိန်းတောင်းလစာရရှိမိဟုအလုတ်ခေါ်သဖြင့်တွားရောက်လျှောက်ထားရာမှာပေါ်ရာဆွဲဖမ်းဆီးခံရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရကြောင်းဖမ်းဆီးခံရသောလူငယ်တချို့မိတ်ဆွေများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ပဲခူးတိုင်းတနက်ပင်မြို့နယ်မှာအသက်25နှစ်အရွယ်လူငယ်နှစ်ဦးဖြစ်သည့်မောင်စောထက်လင်းနှင့်မောင်ရဲနောင်တို့သည်ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်ရွှေလင်းပန်းဆက်မှုဆောင်တွင်တလလျင်ငွေကျပ်9သိန်း1000ရရှိမည်ဆိုသောအလုတ်ခေါ်စာလက်ကမ်းကြေညာကိုတွေ့ရှိသဖြင့်ဖုံးဖြည့်ဆက်သွယ်ခဲ့ရာရန်ကုန်သို့တက်လာရန်ပြောဆိုကြောင်းထို့ကြောင့်မေလ၄ရက်နေ့အလုတ်လျှောက်ထားရန် ရင်းတို့နေထိုင်ရာတနက်ပင်မြို့နယ်မှာရန်ကုန်သို့လာရောက်ခဲ့ကြပြီးနောက်ပျောက်ဆုံးသွားခဲ့ကြောင်းရင်းနောက်မေလာရှိရက်နေ့တွင်မောင်စောထက်လင်းနှင့်မောင်ရဲနောင်တို့ကရင်းတို့ကိုအင်းစိန်မြို့နယ်ဒင်းငုံစစ်သားစုဆောင်ရေးတပ်သို့ပို့ဆောင်ခံထားရသည်ဟုမိသားစုထံအကြောင်းကြားလာကြောင်းသိရှိရသည်။အာရီ YMBA ပေါ့ YMBA ခေါင်းဆောင်ကျွန်တော်နာမည်တော့မပြောပါဘူးတောင်တကုံက YMBA ခေါင်းဆောင်ကိုယ်တိုင်ကတော်တော်ဒေါသထွက်နေတယ်ဒီကိစ္စကဘောနော်ဒီကိစ္စကဟုတ်ပေါ့နော်ဓမ္မဘကနိုင်မှာနော်ဓမ္မဘကနိုင်မှာ နော်ဒါအချင်းချင်းဖြစ်တဲ့အတွက်ကိုနော်တက်မတော်နောက်ခံတဲ့လူချင်းချင်းတက်မတော်ချစ်တဲ့လူချင်းချင်းအဲ့မှာဘသူကအယောင်ဆောင်လဲဘသူကစစ်မလဲဆိုရဲပွဲအဲ့ဒီပွဲအဲ့ဒီပွဲကိုလိုချင်တာကျွန်တော်ကခင်ဗျားတို့ပြောသလိုမျိုးဇော်ဘုံကြီးက Facebook ကနေပြောကျွန်တော်ကိုပို့လာကြတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်မပြောပါဘူးဒါအကောင့်တူလေးလားအစီလေးလားကျွန်တော်လည်းမသိဘူးကျွန်တော်နာမည်တက်မပြောဘူးဒါလေးကိုဟိုစားမရှိဘဲနဲ့ဈေးမပြုတ်ဘူးတို့ဖားတူလို့ခရုကွန်အိုင်ပြတ်မာတို့ဘာတို့ညာတို့ပေါ့အဲ့လိုအကောင့်တွေပို့လာတယ်အဲ့နာမည်တွေနဲ့ပေါ့နော်အဲ့ပြီးလို့ရှိရင်အဲဟိုဇော်ဘုံကြီးက ဟုတ်လားနော်အဲ့တော့ကျတော့ကျွန်တော်ဘယ်တော့မှမတောင်းမယ်ဘူးရုံလုံးချင်းရမှာဘယ်တော့မှမတောင်းမယ်ဘူးအဲ့ဒါတော့ယုံကြည်တာစိတ်ချတာအားကြီးမချင်းနဲ့နော်အဲ့တော့ကျွန်တော်ဘယ်တော့မှမတောင်းမယ်ဘူးလူပုဂ္ဂိုလ်တူတူတယောက်ကိုခင်ဗျားတို့ကကျွန်တော်မယုံကြည်ဘူးလားဟမ်ငါတို့ကကိုစော်ဖုံးရင်ဘယ်တော့မှအဲ့လိုယောက်ျားမျိုးမဟုတ်ဘူးဆိုတာခင်ဗျားတို့ယုံကြည်တာရပြီကျန်တာကြိုက်တယ်ကလားဟုတ်တယ်မလားလူဆိုတာပေးမှမကြောက်လို့ချောစက်ကြောက်ကကြီးဆိုတာဗျာဘာဖြစ်မဲ့အမှုမလို့တော့နော်အတက်တောင်တေးမှမကြောက်လို့ အဲ့ကွန်မန့်တွေသွားဖမ်းကြည့်ပေါ့ကိုစော်ဘုန်းကြီးဆိုတဲ့လူကသူ့အနေနဲ့ဖျက်ကားပြီးတော့စားလို့ရတဲ့ဘဝမျိုးတော်မှာရှေ့တန်းဒီလာပြီးသူကိုယ်တိုင်ကားမောင်းပြီးတော့မှလာရောက်လူတန်းနေတာကျွန်တော်ကိုယ်တိုင်ကဒေဗျူအာမှာရှိနေတဲ့လူပါလို့မဲ့နေဖတ်ကြည့်ရင်သိမှာပေါ့နော်အဲ့တော့အဲ့ဓာတွေကိုတော့မခံစားပါနဲ့ခင်ဗျာကျွန်တော်ရဲ့အားပေးဝင်ရနေတဲ့ပြည်သူညီကောင်မတွေနော်ကျွန်တော်ညီမလေးကျွန်တော်ချစ်ရသောညီမလေးတွေအဲကျွန်တော်အကူတွေနော်ရန်ကုန်မှာအခုဟာအကုန်လုံးကအားနဲ့အိမ်နဲ့အလုံးနဲ့ရင်းနဲ့ဖြစ်နေပြီသူတို့ကကြတော့ဒီပွဲကိုဖြစ်စေခြင်းလေဖြစ်စေခြင်းတာကျွန်တော်ကိုချစ်လို့ကိုစောဘုံဝင်း အချက်ပဲကပြလိုက်ကိုတော်ဘိုးကြီးတော့မှဖုံးဖုံးထားပြီးတော့မှကပဲလူတွေကြီးပဲဆိုတာအဲ့လိုလာတာနော်အဲ့လိုလာတာအဲ့တော့ကျွန်တော်ဘယ်သူမှမတောင်းမှန်ပါဘူးကျွန်တော်တရားဝင် public မှာ live live မှာကျွန်တော်တည့်ပြောတာမှာကျွန်တော်မတောင်းမှန်ပါဘူးကျွန်တော်ကလာညှိနှိုင်းနေတဲ့လူတွေရှိတာပါနော်ဟောဒါလေးတော့အမျိုးသားကြီးတမန်ချင်းချင်းတော့ဒါလေးကိုတော့နားလည်ပေးပါဒါလေးတော့ဒီလိုရှိပါတယ်နော်ဂျားလေးကလေဝင်ပြီးလာပြောတာရှိတယ်အဲ့ဒါကိုယူရင်းရင်းကြေးကြေးပဲပြန်ပြောလိုက်တယ်ကျွန်တော်ဒီနိုင်ငံရေးနဲ့ဒီနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့တိုင်းပြည်အေးချမ်းတာယာဖို့ဆိုရင်နောက်ကပဲလိုက်ရလိုက်ရပါ ဘေးရပဲလိုက်ရလိုက်ရပါကျွန်တော်လိုက်မဲ့လူတယောက်ပါလို့ကျွန်တော်ဘယ်သူမှစားမတိုက်ခိုက်ပါဘူးလို့အခုဖြစ်စင်ရတယ်ကျွန်တော်ကိုအရင်စားတိုက်ခိုက်ကြတာပါလို့ကျွန်တော်ကိုအရင်အောက်တန်းစားထမင်းဂျုံတွေကထွက်လာပြီးတော့မှနော်အလူကန်စားတဲ့ကောင်ကနော်ဒီလိုဒီလိုပဲသူ့ကိုတရားဆွဲသွားပါမယ်ဘာညာလို့ပြောလို့ကျွန်တော်ကလည်းဘာမှမသိဘဲနဲ့ကျွန်တော်ကိုဒီလိုအခုကွန်မန့်မှာဒီမှာလာကြည့်လာရေးနေတယ်ရေးနေချိန်မှာကျွန်တော်ဖတ်မိလိုက်တယ်အဲမုံမုံခံကခဏတော့တရားဆွဲတော့မယ်လို့ပြောတဲ့အချိန်မှာဘယ်ရောက်ဖာတယ်မှာလဲ မိုးမိုးကန်ကဘယ်ဘာတယ်မလဲငါလည်းမသိဘူးဆိုတာမိုးမိုးကန်ဆိုတာသူ့နာမည်တခုလည်းရှိတာမဟုတ်ဘူးလေဗျာကွန်မန့်လာမန့်လာဟုတ်ကျွန်တော်လည်းကျွန်တော်ပြောမှာပေါ့ကျွန်တော်ကသူ့တယောက်လည်းဆဲခဲ့တာမဟုတ်တာကျွန်တော်ကကွန်မန့်လာမန့်လည်းအနီဘေးနေလည်းကျွန်တော်ဆဲတာပဲဒေါ်စုကြည်လည်းကျွန်တော်ဆဲတာပဲရှင်းရှင်းလေးပဲလေရှင်းရှင်းလေးပဲဒါ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 ကျွန်တော်ရဲ့ rank တခုကျွန်တော်ရဲ့ကျွန်တော်ရဲ့ position တခုကိုကျွန်တော်သွားတာကျွန်တော်ရဲ့ဒီ light out မှာလာမန့်လေမိုးမိုးကန်ခဏတော့တရားဆွဲတော့မယ်ဆိုတော့လာမန့်လာကျွန်တော်ကမိုးမိုးကန်ဆိုတော့ဘယ်သူမှမသိဘူး မသိတော့ကျွန်တော်လည်းပြောတာဘယ်ဖာတယ်မလဲလို့အဲမိုးမိုးခိုင်လို့အဲပြောတာအဲတရားဆွလို့ရအဲတရားဆွလို့ရရင်တော့အဘကကြောက်ကြီးဦးမေအောင်လိုင်ကိုဆွဲဆဲတဲ့လူတွေကိုပဲတရားဆွဲပါဒါမှမဟုတ်တပုန်နေပြရဲဆိုရလဲဒီမှာတက်တဲ့ထောက်ထားတွေအကုန်လုံးရှိလို့ပြတယ်ဘာဖြစ်တယ်ဟုတ်လားဒါပဲလေကျွန်တော်ရှင်းနိုင်တယ်ဘာမှဖြစ်ဘူးအဲတော့ကျွန်တော်ရဲ့ချစ်တဲ့ညီကောင်မောင်နှမတွေအားလုံးကျွန်တော်အားရတယ်ကျွန်တော်မြန်မာပြည်မှာကျွန်တော်ကိုအားပေးဝန်းရံနေတဲ့ပြည်သူလူထုကိုပဲကျွန်တော်ကျေးဇူးတင်နော်ကျွန်တော်အားပေးဝန်းရံနေအမှန်တရားကိုမြန်လို့တဲ့ပြည်သူလူထုတွေအများကြီးရှိတာ အများကြီးရှိတာအဲ့ဒီပြည်သူလူထုကိုပဲကျွန်တော်ကကျေးဇူးတင်တာကိုတော်ဘုန်းကြီးကိုတော်ဘုန်းကြီးတော့မှကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ရှိတယ်ကားကားပြီးလာမယ်နော်သမင်းစားစရာမရှိရင်လူလာခဲ့မယ်ရေတော်ပြီးတော့ကိုတော်ဘုန်းကြီးဘက်ကနေလာပြီးတော့ဝင်ရမယ်အဲ့တောင်တော်ကိုတရားကုန်းဘက်ကလို့မြောက်တော်ကိုမဖြစ်ဖြစ်နောက်ကိုတရားပဲဖြစ်ဖြစ်ကျွန်တော်တို့လိုက်မယ်ကျွန်တော်တို့လိုက်မယ်ဆိုရယ်လူတွေကြီးပဲမဲမဲတွေတော့ဖက်ကြည့်လိုက်ကျွန်တော်နဲ့ပတ်သက်လို့တင်နဲ့ပို့တဲ့ post တွေရဲ့မဲတွေထဲမှာတော့ဖက်ကြည့်အဲ့တော့ကျွန်တော်ကိုကျွန်တော်တို့မောင်နှမရှင်းရှင်းနဲ့ကအကိုရဲ့တရင်စာရှင်းလင်းပွဲမှာအကိုကတောင်းမယ်လို့ပြောလိုက်တာဟုတ်လားဆိုတော့ဟာအာ ဇော်ဘုံရအဲ့လိုတတိနဲ့ဖြစ်လာပါမလားဟမ်ဇော်ဘုံရအဲ့လိုတောင်းမှန်ရတဲ့အစဉ်ကိုဖြစ်နေတယ်စဉ်းစားနေစဉ်းစားပါဟမ်အဲ့လိုတောင်းမှန်ရပါစုတောင်းစုတောင်းတောင်းနော်ဒီနေ့၃၂ခွန်ကျွန်တော်ကမြင်းကျက်မတိတာယုံကိုကြီးကတရားသွားပေးတော့ကအခုမှပြောတာကြီးကတရားသွားပေးတဲ့အချိန်မှာကျွန်တော်လက်ပပြားနဲ့မတိတာကြားမှာစောင့်လာ PDF က ကျွန်တော်လာပြီဆိုတော့ဘိုင်နေဘာကားနဲ့ဟမ်မာကားနဲ့မဲရောင်နဲ့ဆိုပြီးစောင့်လာကျွန်တော်ခင်ဗျားတို့ပြောခဲ့တယ်ဟိုရက်ကကျွန်တော်လက်ပပြအဲ့ဒီတရင်ကိုရလို့ကားကိုပြောင်းပြန်ထားပြီးတော့မှကျွန်တော်ကလက်ပပြချက်တူဆိုင်မှာထမင်းစားပြီးကျွန်တော်အိတ်လိုက်တာကျွန်တော်မိတ်ဒီတန်နဲ့လက်ပပြနဲ့ချားမှာကျွန်တော်စောင့်လာအပိုင်မဲဆိုပြီးတော့တွင်မဲဆိုပြီးတော့စောင့်လာဒါပေမဲ့ကျွန်တော်အဲ့မှာထမင်းတွေပါကြာပြီးတော့တနအိုင်ဝဲတော့အချင်း ခမင်းစားတဲ့အချိန်နဲ့အိတ်တဲ့အချိန်နဲ့ဆိုအားလုံးပေါင်းဆိုရင်အိတ်ရနိုးတဲ့အချိန်နဲ့ဆိုနှစ်နာရီခွဲလောက်ကျွန်တော်လမ်းပေါ်မှာပျောက်သွားတာပျောက်သွားတော့ PDF ဆိုတဲ့ကောင်ကတရားဝင်ဆိုရမို့တော့ဒီကောင်ကလမ်းပေါ်မှာနှစ်နာရီခွဲလောက်ဘယ်လိုလုပ်နေလို့ရပါလဲဒီလက်ပြားနဲ့ဒီမိလာကြောင်းပါဘာဒီကောင်နဲ့မိုးတော့ပါဘူးဘာသာဆိုပြီးပြန်ဆုတ်သွားတာကျွန်တော်တည်တည်ရတာနော်အဲ့ဒါတစ်ချက်အခုကျွန်တော်ကိုတရားဆွဲလို့တောင်းတကုန်တရားစကမ်းကိုကျွန်တော်သွားမယ်ဆိုပြီးတော့မှဒီနေ့329မိုင်မှာ PDF တွေကကျွန်တော်ကိုဆောက်လာကျွန်တော်အရှင်ဖမ်းမလို့တဲ့ ကျွန်တော်အမြန်လမ်းကနေသွားမယ်ဆိုပြီးတော့စောင်းလာတနာရီနဲ့မှ20မိနစ်မှာလမ်းတော့လမ်းလာပြောင်းလာတယ်ဒါပေမဲ့တတိယကတော့ဒီလိုပဲပေါ့ဗျာဟို तू ကတော့လက်ပြောင်းနဲ့ဗိဒ္ဓါကြမှာစောင်းလုံးရတယ်အဲ့လိုပဲသူတို့တွေးလိုက်ကြပေါ့အဲ့မှာလည်းတွေးလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့ကတန်ရတော်မကြည့်ဘူးဖြစ်နေတာကျွန်တော်ကကားအနေနဲ့ပြောင်းစီးလိုက်ကြောင်းပြောင်းပြောင်းပြောင်းစီးတာရှိတယ်ကျွန်တော်ရှင်ကားစီးခြင်းရှိတယ်ဟမ်းပါစီးခြင်းရှိတယ်ဟွန်တာပစ်စီးခြင်းရှိတယ်ဟွန်တာရှယ်တဲ့စီးခြင်းရှိတယ်ကျွန်တော်စီးခြင်းနဲ့ကားစီးတာဗျာဒါနဲ့တရင်ကတော့ PDF ကိုတော့ပေးနေတာပေါ့ ်ပီတီအက်ကိုတော့ပေးနေတယ်ဟိုအတွင်းလူလားအပြင်လူလားတော့ကျွန်တော်လည်းမသိဘူးเนาะအမသိတော့ကျွန်တော်ကအဲ့မိဒီတာနဲ့လက်ပတ်သားချမ်းမှာလဲကျွန်တော်ကအဲ့မှာကျွန်တော်ဟိုနေ့ကလိုက်မှာထည့်ပြောခဲ့တယ်ကျွန်တော်အိတ်လိုက်တာလို့เนาะကျွန်တော်နဲ့သွားတိုင်းကျွန်တော်ဟိုနေ့ကတော့ကုချိုသုံးကြီးပါတယ်ကျွန်တော်အပေါ်မမွေးဘူးကုချိုသုံးကြီးကတော့ကျွန်တော်ကျွန်တော်ကရင်မချင်းတူတယ်တူတယ်ကိုတယ်ပဲချောင်းမြေကောင်လည်းဘယ်သူမှသတင်းပေးမဲ့တူမှာမဟုတ်ဘူးเนาะအဲ့ဒါကျွန်တော်အဲ့မှာအဲ့ဒါကနှစ်နာရီလောက်ကြာတော့ဟိုကောင်လေးကလမ်းပေါ်မှာအဲကျွန်တော်မဆောင်နိုင်ပဲနဲ့ကျွန်တော်ကလွတ်လာလာနော်မိတိလာနဲ့လက်ပကားကြားမှာကျွန်တော်ကိုဆောင်လာအခုလည်း ဒီတရားဆွဲဆိုမှုအပေါ်မှာနော်ကျွန်တော်တော့သွားရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အတွေ့ရဘယ်သူကဘယ်လိုလုပ်ကြောတယ်တော့မသိဘူးအဲ့မှာဒီနေ့329မိုင်မှာအပြားနာမှာအဲ့မှာ PDF တွေလမ်းပေါ်မှာတက်လာတယ်လို့ပြောတယ်နော်ပြောတယ်တနားနေ့27မိနစ်မှာပေါ့အမှန်မှန်တော့ကျွန်တော်ပြုံးလွင်မှာပါပဲဒါပြုံးလွင်မှာပါပဲဒီကျွန်တော်ကိုကြောက်ပြီးတော့ပြင်းတယ်ကျွန်တော်ကိုတရားဆွဲတာကတမင်ကျိုးတာတော့မဟုတ်ဘူးဗျနော်ရန်ကုန်ရောက်ရင်လည်းကျွန်တော်လူမိုက်တွေနဲ့လည်းတက်ရင်တက်ခိုင်းမယ်။နော်လူမိုက်တွေငါပြီးတော့မှဒီကောင်ရောက်ဒီကောင်ဘယ်နေရာလိုက်တရားရုံးရှိမှတော့မလိုက်နဲ့ဒီကောင်ဘယ်နေရာမှာနေလဲဘယ်နေရာမှာနေလဲအစားချပြီးတော့လိုက်ပြီးတော့ကျွန်တော်တက်ရင်တက်ပါလိမ့် ်ဒါဒါဒါတော့ကျွန်တော်တို့ကလည်းတွေးထားတာဒါနဲ့သူကပြတ်ချင်တာမတတ်ချင်လေကျွန်တော်တို့လို့တော့မဟုတ်ပါဘူးကျွန်တော်ကလည်းဟိုကျွန်တော်ကိုတရားဆွဲပြီးဆွဲဆွဲလိုက်လို့ဟိုတရားရုံးမှာဖြေရှင်းရမယ့်ကိစ္စတခုဆိုရင်တော့နော်ကျွန်တော်ကိုချစ်တဲ့ပြည်သူလူထုကတော့ဝန်းရံနေမှာပဲကျွန်တော်ကအဲ့ဒီလူသားတွေမှာပဲရှိနေမှာပဲနော်လူသားတွေမှာကျွန်တော်ကနော်ဒီဒီတရားဆွဲတာလည်းကျွန်တော်ဒါအမှန်တိုင်းပြောတာပေါ့နော်ဒါဘာလို့မှဘူးလို့မျိုးနားသေးသားသေးမှာတော့မယူတာဘူးကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူယူပေးမှာလဲကျွန်တော်တရားဆွဲပြီကျွန်တော်တရားဆွဲရင်ပြည်ဦးလေးမှာလာဆွဲလိုက်တကယ်မနေရတကယ်တတိရှိနေဆိုရင်တော့ပြည်ဦးလေးမှာ နော်ပြောလို့မလာစေဒါကကျွန်တော်ဆိုတာကတိုင်းပြည်ပြည်စပီကာတယောက်ဗျာနိုင်ငံနဲ့တက်မလို့နဲ့အခုလက်ရှိဖြစ်ပြနေတဲ့အချို့အရာတွေအစိုးအကောင်တွေကိုကျွန်တော်ကမြေပြင်မှာလက်တွေ့ပကတိတက်တက်ကျွန်တော်လှုပ်လှုပ်နေတဲ့ကောင်တယောက်ဖြစ်တယ်အဲ့ဒီအောင်ကျွန်တော်တောင်တကုံမှာတရားစွဲတယ်ဆိုတော့အဲ့တောင်တကုံကိုကျွန်တော်လာပြီဆိုရင်ကျွန်တော်လုံချုံရေးဘယ်လိုယူမှာလဲအဲ့အမှုကမပြီးပဲနဲ့တရားရုံးကနေပြီးတော့မှအမေဩဘယ်နေရာနေရုံးချင်းဆိုရင်အဲ့ရုံးချင်းကိုကျွန်တော်ချင်းစီသွားရတော့မယ်အဲ့ဒီရုံးချင်းကိုလာမယ့်ရက်ကိုတည်နေပြီလေတစ်ဖက်ကဖေးသီးတွေ ကျွန်တော်ကိုတတ်မဲ့လူတွေမတမာတဲ့လူတွေကပြည်နေမှာပဲလေအဲ့တော့ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်လိုတောင်းယူမလဲအဲ့တော့ကျွန်တော်တရားဆိုတဲ့လူတွေကလည်းဖျက်သိဖြစ်နေဖြစ်မှာပဲဒါရှင်းရှင်းလေးပဲဟုတ်လားကျွန်တော်ရန်ကုန်ကကောင်မဟုတ်ကျွန်တော်ပြည်ဦးမှာနေတယ်ဆိုတာလူတိုင်းသိတယ်နော်အဲ့တော့ကျွန်တော်တို့တရားတကယ်လို့ဆွဲခဲ့လို့အမိတ်ကြိုင်တော့ပြည်ဦးတွေကိုပဲချင်းပြလိုက်ပါပြည်ဦးတွေမှာရင်ဆိုင်မယ်ဥပမာတစ်ခုဥပမာတစ်ခုကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီတရားရုံးကိုကျွန်တော်တရက်တော့လာခဲ့လိုက်မယ်တောင်တကုံတရားရုံးကိုလေကျွန်တော်တရက်လာမယ်အဲ့ဒီတရက်ကဘာဖြစ်သွားမလဲဆိုတာကြည့်ထားလိုက်နော် ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလို့ရှိတယ်ဆိုတာကိုအုံအုံကြွကြွမြင်သွားမယ်အိုက်တဲ့တရက်တွေတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူးအိုက်တဲ့ရက်ကတော့ကျွန်တော်အတွက်ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိုက်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်တတ်တဲ့မြန်နိုးတဲ့နော်ဘုန်းတော်ကြီးတွေရှိမယ်အမျိုးသားရေးသမားတွေရှိမယ်နော်အခုဒီဟိုအထဲမှာဆိုလို့ရှိရင်ကော်မန်လေးတွေမှာဆိုမကုတုတို့လူညီမလေးတွေရှိမယ်အများကြီးရှိမယ်နော်အဲ့လူတွေကျွန်တော်ကာကွယ်ပေးလိုက်မယ် အဲ့ဒီယုံကြည်မှုကျွန်တော်တည်ရတာပြီးပြုံးလို့ဆွေးတိုင်းတယ်တကယ်လည်းကျွန်တော်ကကျွန်တော်တရားဆွဲကျင်တာဆိုရင်ပြင်ဦးလေမှာလာဆွဲရမှာပြင်းနေတာဆွဲလိုက်ကြိုက်နေကျင်တာကျွန်တော်တရားချင်းမှာအခုကကျွန်တော်အသက်အနေကိုတော့ကနမဲကြီးတွေကဒီကောင်ရန်ကုန်ကိုရောက်တာနဲ့ဒီကောင်ကိုဘယ်လိုလုံးကြံရမှာလဲဒီကောင်ဘယ်လိုသွားလဲဘယ်လိုလားဘယ်လိုနေကျွန်တော်အသက်အနေကိုအမျိုးမျိုးဒုက္ခပေးမှာဆိုတာအဲ့တော့ကျွန်တော်တရားဆွဲတဲ့လူကရိုးသားရလားလို့ကျွန်တော်မေးမှာနော်တရားဆွဲတဲ့လူကကျွန်တော်ကိုလုံလုံလားလို့ ကျွန်တော်ပြင်ဦးလေးမှာရှိတာပြင်ဦးလေးမှာလာဆွဲလိုက်ပေါ့ကျွန်တော်ပြင်ဦးလေးကနေပြောတာလေဒီ లై ကိုအခုလည်းပြင်ဦးလေးကနေပြောတာပဲပြင်ဦးလေးကနေပြောနေတာပဲကဲတူအတေးလိုနေတဲ့တရားဆိုကျွန်တော်တရားခံကျွန်တော်ပြင်ဦးလေးမှာရှိတာဒီမှာလာဆွဲပေါ့ဟုတ်တယ်မလားပြင်ဦးလေးမှာရဲစခန်းနေရှိရလေဟုတ်တယ်မလားနော်အဲ့ဒါကျွန်တော်ဟိုအကြောင်းတစ်ခုခုနဲ့လောက်ကြံတော့မယ်ဆိုတော့ကျွန်တော်သိတယ်နော်အခုမင်းသားကြီးတို့အခုနော်တို့ကျွန်တော်ရဲ့ပို့စီကိုဖြတ်သွားတယ်တင်းနေတယ်နော်ဒီကောင်နေသည် တိုင်းပြည်မှာရိုးချင်းတဲ့ကောင်တွေမဟုတ်ဘူးနော်အာချစ်ပေးချစ်ပေးတော့ချစ်သမီးချစ်ပါနဲ့ပတ်စံရရင်အကုန်လုပ်တဲ့ကောင်တွေအကုန်လုပ်တဲ့လူတွေနော်နော်အဲ့တော့ကျတော့ကျွန်တော်ကတိတ်တော့ဒီဘွဲကမရိုးချင်းဘူးပေါ့နော်မရိုးချင်းဘူးဆိုတော့ဒီအမှုဖွင့်ခံထားရတဲ့နေရာမှာလဲအမှုဟိုလက်ခံတဲ့ရဲရာရှိလေးတွေညီလေးတွေရဲစခန်းမှုကြီးလေဒါကလုံခြုံရေးရစဉ်းစားတင်တယ်နော်အခုကျွန်တော်ကပြင်ဦးလွင်ကနေပြီးတော့ကျွန်တော်အဲ့မှာတရားဆွဲတယ်ကျွန်တော်ပြင်ဦးလွင်ကနေကားနဲ့အဲ့ကိုသွားနေရမှာလေကျွန်တော်ရဲ့လမ်းကြောင်းလုံခြုံရေးကဘယ်လိုလုပ်မှာလဲကဲ ကျော်တိုင်းမြေလူလို့ကြတာဒီအမှုကလုံးဝမယိုးသားဘူးကျွန်တော်ကိုတရားဆွဲတာလုံးဝကိုမယိုးသားတာအเจ้าဆရာမလို့ဘူးညိုးလို့လာဆွဲလိုက်တရားရင်ယုံကြည်ပြီဆိုရင်ယုံကြည်ရက်ပြီဆိုကျွန်တော်လာရတော့ပါလေအဲ့လမ်းကိုအမြန်လမ်းကိုဟုတ်လားကျွန်တော်သွားရတော့ပါလေအဲ့တော့ကျွန်တော်ဘယ်လိုလုံးလုံးရေးပေးပါလဲအဲ့တော့ကျွန်တော်ရှိနေတဲ့ပြင်ဦးလေးမှာလာဆွဲလိုက်တာအဆင်မပြေဘူးလားနော်အဲ့ဒီတောင်တကုန်ရဲစခန်းကနော်စခန်းမှုတွေရောအဲ့ဟိုအမှုစစ်တွေရောကျွန်တော်ပြောချင်တာကအမှုကိုဒီဘက်ကိုလွှဲပေးလိုက်ပါ 老太比较话片面说的，俺们家来耍不来了。今老个第一看的吧，今老个冰壶里看的，来龙比较漂亮滴。俺家都三个的水龙，晓得吧？冰壶里看的，来龙比较漂亮，对不对？冰壶里今老也隆重一个，老张来看龙的啥呢？龙，你是来龙的西边的，今老也隆重一家冰壶里也自己买没？第一幕出来个，冰壶里也自己买没？先来一把没？哎把拿拿出来，走。都来边水边冰壶里看的，一时把哎呀，今老今老哎，路里不老包。 အဲ့ဒါသူ့ကျွန်တော်ပြန်ဆွဲပါဦးဟုတ်လားကျွန်တော်တနိုင်ငံလုံးချစ်တဲ့ပြည်သူလူထုတွေအများကြီးရှိတယ်ကျွန်တော်ပြောတာကဒါသမသမကြကြပြောတာနော်ကျွန်တော်တော်တော်ကိုရဲစကားတွေထွက်ပြီးတော့ကျွန်တော်အသက်ကိုလူတော်ဝင်ပါလေကျွန်တော်တည်တော့ပြီးတော့ဒီကောင်နိုင်ငံမှာအကြီးအကဲခြားသားတွေကိုပေါ်ထုတ်နေတယ်ဒီလိုတွေပြောနေတယ်ဒီလိုတွေလှုပ်နေတယ်ဒီကောင်အသက်တည်ပြီးတော့ကွာဆိုပြီးတော့မှတတ်ခိုင်းရင်ဘယ်လိုလုပ်မှာလဲ ဲ့လိုကြတော့ဟိုကျွန်တော်သတင်းစာတွေတောင်းပန်မယ်လို့ဘာလို့ဆိုတာအဲ့ဒါအမှားပါကျွန်တော်လုံးဝမပြောခဲ့ပါဘူးကျွန်တော်နာမည်တက်မပြောခြင်းတို့ပါကျွန်တော်ဒီနေ့နော်မြန်မာနိုင်ငံရဲ့ရုံးမပြတဲ့ဇိုးပေါ့နော်ဟိုမြန်မာနိုင်ငံအရေးကိုအဲအကောင့်ကနေတွေးပြီးတော့မှပေါ်ဆောင်နေတဲ့လူတယောက်ရှိပါတယ်သူကျွန်တော်ကိုဖုံးဆက်လာပါတယ်နော်ဒီမှာအတန်ပါရှိပါတယ်ဖွင့်မပြခြင်းလို့ပါနော်လာညှိပါတယ်ရပါတယ်လို့ကျွန်တော်သဘောထားကြည့်ပါတယ်ကျွန်တော်နားလေပါတယ်ခေါ်လိုက်ပါလို့ပြင်းဦးလေပြင်းဦးလေကျွန်တော်ကပြောလိုက်တယ်ကျွန်တော်ကဘောနော်ကျွန်တော်ကိုပဲကျွန်တော်ချီကိုလာတွေ့စရာမလိုပါဘူးလို့ လိုင်းပေါ်မှာတရားဝင်ပဲပြောလိုက်ပါနော်ကိုစိုးဝင်းရင်းနဲ့ဒီလိုဒီလိုအဆင်ပြေသွားပါလေဆိုတော့ပဲတရားဝင်ပြောခိုင်းပေးပါဒီပြင်းဦးနေဒီလာကြမလို့ပါဘူးလို့နော်လာကြမလို့ဘူးလို့အဲ့လောက်ဒီလည်းမလိုအပ်ပါဘူးလို့ကျွန်တော်အဲ့လိုပဲပြောလိုက်တာကျွန်တော်လာညီနိုင်တဲ့ဂျာညီနိုင်တဲ့လူရှိတယ်အတန်ပိုင်းရှိတယ်ဖုန်းနဲ့ပဲရှိတယ်နော်ဒါပေမဲ့ဟိုကျွန်တော်ကပြန်ကြည့်လိုက်တဲ့အချိန်မှာဟောမမကျွန်တော်တကယ်ကြီးနဲ့တိုင်ပင်ဘာမှမလိုအပ်ဘူးအဲ့ဒါမလိုအပ်ဘူးအဲ့ဒါထားလိုက်တော့လူကြီးတွေကလည်းအဲ့အောင်နေမင်းဇော်ဝင်းကမင်းဆောက်လို့မဟုတ်တော့ဘူးမင်းအေးစင်းနေလိုက်တော့နော်ဖြစ်တဲ့ပြဿနာအားလုံးကနားမေး နော်ဘာလို့ရမလဲဘာလို့ရမလဲဆိုတော့ပဲမင်းသဘောထားအဓိကကအဲ့ဒီမှာတရားရုံးဖွင့်တာဖွင့်တဲ့လူကကိုကနော်အကြောင်းအရာတွေအများကြီးရှိတာပေါ့အများကြီးတော့ကျွန်တော်အတက်အနေရေကိုအရန်ကိုအဲစိုးရရတဲ့အနေထားမျိုးကိုအဲပြောလာကြတာပေါ့သူတို့ကအမှုဒီအမှုဖွင့်တာကဘာမှမဟုတ်60ကျောက်ကကြီးကဘာမှမဟုတ်ဘူးအဲ့မှာအဲ့ယုံချင်းဆိုပြီးတော့ကျွန်တော်ထွက်တဲ့အချိန်မှာပဲအဲအဲ့လိုပြဿနာတွေအဲ့လိုပေါ့နော်အတက်ကြဖြတ်ကြတေကြတေကြတဲ့ပုံစံမျိုးတွေကျင့်ဖြစ်မယ်အဲ့ကဘုံတွေမှာမကွဲဘူးလို့ပြောလို့ရမှာဥပမာတစ်ခုဟုတ်တယ်မလားကျွန်တော်ကနိုင်ငံမှာနိုင်ငံနဲ့လူမျိုးပေါ်မှာတကယ်ချစ်တဲ့လူလေ တက်မလို့တကယ်ချစ်တဲ့လူလေနော်အဲ့လိုလူတယောက်ကိုဟုတ်တယ်မလားတကယ်ကကျွန်တော်တို့တော့ဘီရောပြောနေတာပတ်စံရရင်ဒီကိမှာဘာမှမစုလုံးမဲ့လူတွေရှိတယ်အဲ့ဒီမှာကျွန်တော်တို့မပါအောင်နော်ဥပဒေရုပ်ကိုကြည့်လားတရားဥပဒေဗာလေသူပြောရမှာလေအဲ့ဒီဘာလဲဘာမှမပူနေ ပြန်တောင်းမှမယ်နဲ့လီးနဲ့ပဲထိုးလိုက်မယ်ပြန်တော့မတောင်းမှမယ်ရှင်းတယ်နော်မင်းတို့လာမယ်လို့ပြောလိုက်တာငါကတော့မှဘာလို့မှငါတောင်းမှန်သေးတယ်ရာသပဲမရှိဘူးဘယ်သက်ကြီးစမ်းမဆောင်ရမင်းမေကိုလုံးလို့လားငါမင်းတို့ပြောတဲ့ဟောကဲကြောက်နေတယ်လီးကိုကြောက်မှလားကြောက်နေတာဘယ်သူလဲမေးလိုက်ဟိုဘယ်သူလဲမေးလိုက်ဟိုနော်ကြောက်နေတာဘယ်သူလဲမေးလိုက်ဟို ူတယောက်လူတယောက်ဟိုဘာဝယူလဲငါလူတယောက်ရဲ့နာမည်ကိုငါမပြောချင်လို့ဒီမှာ recording နေရှိတယ်အလကားကြီးထားတာမဟုတ်ဘူးတိလားနော်လူတိုင်းဟာငါ့ကိုလာတိုက်ခိုက်တဲ့လူကငါ့ကိုတောင်းပန်ရတာပဲရှိတယ်ဘာလို့လဲတိလားငါကလူတိုင်းကိုမတိုက်ခိုက်ခဲ့လို့နော်ဒါပေမဲ့ငါကလူတယောက်ရဲ့ဂုဏ်သိက္ခာကိုဟိုဘယ်တော့မှကြားဆင်းအောင်လုပ်တဲ့လူတွေမှာငါမပါလို့ကွာနော်အဲဒါဆိုရင်မင်းတို့ဒီအမှုကိုစောင့်ကြည့်လိုက်ပေါ့ဟုတ်ပြီလားဒီအမှုဘယ်လောက်ထိသွားမလဲဆိုတာမင်းတို့စောင့်ကြည့်လိုက်လေနော်နော်မင်းတို့ကအခု live ပေါ်မှာ ကွာပြောလာလို့ကိုတော်ဘုန်းကြီးနဲ့ဟိုကိုဘက်ကလူတွေကအကိုကြီးအားတဲ့တင်းစားချင်းလေးဘွဲမှာတရားဝင်တောင်းမှန်ပါမယ်ဆိုတော့ဟာငါလည်းမပြောမိပါဘူးလို့ငါ့ဟိုတော့မနေ့ကဒီထဲမှာနိုင်ငံရေးလောကထဲမှာဒီလုံနေတဲ့လူတွေကဟောပြောလာလို့ပါလို့ပြောလာလို့ဟောရပါတယ်အစဉ်ပြေတယ်လာခဲ့လိုက်ပါပြင်ဦးလင်တီကိုအာအဲ့ဒါဆိုရင်တို့အမှုပိတ်သိမ်းပြီးတော့မှအကိုတော်ဘုန်းကြီးကိုဟိုလာလာခဲ့မယ်ဒီမှာတွေ့မှာပဲမန်နေဂျာနဲ့တွေ့မှာပဲပြောပါမယ်ဘာညာလဲအဲ့လိုမျိုးပြောလာတာဒါပေမဲ့အဲ့လူတွေရဲ့လုံရက်ကတကယ်လို့ လာပြီးတော့ဖုန်းစလာပြီးတော့မှမူမမှန်တော့အောက်တန်းသားတွေပေါ့ဒါပေမဲ့ဖုန်းနံပါတ်ကိုမှတ်ထားပြီးတော့နောက်တစ်ကြိမ်ဆက်လာတော့ကျတော့အခိုးကြီးတယောက်ဖြစ်နေတယ်ဒါပေမဲ့တော်သေးတာပေါ့အတန်ပိုင် recording ရှိတာဟုတ်နော်အတန်ပိုင် recording ရှိတော့အကွာဟိုဘာမှတိတ်ပြီးတော့ဟိုလူမျိုးကြီးပြောကြမလို့ဘူးလေနော်ဒီကိစ္စကိုလည်းကျွန်တော်ဖြေရှင်းရတာနည်းနည်းလေးတော့ဟိုမကောင်းဘူးဗျကျွန်တော်ကဒါဒါဒီအာယုံနောက်တယ်ဒါတွေမပြောချင်ဘူးမပြောမပြောချင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးကဟာအကိုကြီးကလည်းတင်းသာရှင်းနေပွဲကနေတောင်းပန်မယ်လို့ဘာလို့ပြောလဲဒီလိုမျိုးတင်ထားတဲ့ဘာညာဆိုတော့ဒါကိုပဲကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တယ်မလို့ဘယ်လိုတောင်းမှန် ဟမ်လေဘယ်ချင်းကြည့်လေဘသူကတောင်းပန်ရမှာဟမ်ကျွန်တော်တို့ဖြစ်တယ်ပြောတာမဟုတ်ကျွန်တော်နဲ့လာဖြစ်တဲ့လူလည်းကျွန်တော်တိတ်တိတ်လာတောင်းပန်တာ recording နဲ့ရှိတယ်ကျွန်တော်မချပြချင်လို့နော်အာဘာဖြစ်တယ်ညာဖြစ်တယ်စောင့်ကြည့်စောင့်ကြည့်ပြောပြီးတော့ပြီးရင်အာကိုကြီးဟိုပါလေဘူချုပ်ကပြောနေလို့အာကျွန်တော်ကျွန်တော်ဟာဖြစ်သွားလို့ကျွန်တော်ဟာဖြစ်တယ်ပါကိုကြီးဒါလေးတော့နားလည်ဘူးလွှဲတော့ပါကြအဲအလို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 လူတွေနော်အပြင်ကိုကြီးကျွန်တော်ကတောင်းပန်ပါလေနော်အခုကျွန်တော်တိုက်ခဲ့တဲ့အောင်မင်းပါပါလေ ်လင်ပါလေတိလာကျမ recording နေရှိတယ်ခင်းပေးတဲ့လူတွေကိုတော်ဝင်းနေတိုက်တိုက်လို့ရလမ်းပေးကိုရောက်နေပြီတဲ့တဲကုန်လေးနဲ့နေနေရတာတဲ့ငလေလှုပ်ပြီးတော့တဲ့ကျွန်တော်ကကြားကြားချင်းစိတ်မကောင်းဘူးဘလို့ဖြစ်ရတာလဲလို့ဘာကြောင့်အဲ့လိုဖြစ်သွားရတာလဲပေါ့နော်တိုင်းပြည်မှာနှမျိုးကိုကောင်းတယ်အချင်းချင်းတိုက်ခိုက်တာလူတော်တွေပါကော်မင်းတို့ပါလို့ဆိုလဲသူတို့ ဟိုနိုင်ငံသားအတွေ့အကြုံတွေပါလေရှိရလူတွေပဲလေကျွန်တော်တို့ကမတိုက်ခိုက်ခဲ့ဘူးဆိုရင်ဟိုမပြောခဲ့ဘူးသူ့လို့သူလောက်ကြတယ်ကိုယ့်လို့ကိုယ်လောက်ကြတယ်ဆိုရင်ဟုတ်ပြန်တကယ်တည်းသူတင်ကိုစရင်အတွေ့ငုံစိတ်ပဲငုံစိတ်များတယ်အပြင်မင်းစိတ်တွေကသူကတော်တယ်များကြီးကျွန်တော်တို့ကကျွန်တော်တို့နဲ့ရှင်းလိုက်လို့ရှိရင်ကြီးနဲ့ဟောပဲငါသာပဲသူတို့ကျွန်တော်တို့ကအများကြီးအတွေ့အကြုံရှိရလူတွေဟာအောင်မင်းလို့ပါလို့ဆိုရကုန်မင်းကဒါမှလူတစ်ဖက်သားကိုလာပြီးတော့အမှန်ကန်တော့လာတိုက်ခိုက်တော့အဲကြံ့ခိုင်ရုံတွေကနေမောင်းထုတ်ခံရတယ်မောင်းထုတ်ခံရပြီးတော့အဲ့မှာဟိုအမှ ဟိုဟာဒုက္ခတော်ဝင်အရာမှာငားနေတယ်ငားနေပြီးတော့မှအဲ့မှာငလင်လုတ်တယ်ငလင်လုတ်တော့ခုဒကိနာတီတီမျိုးနယ်တွေကရွာလေးတူရွာရလမ်းပီးလေးမှာတဲလေးနဲ့နေရတယ်အဲ့ဒါကလည်းမယုံမရှိနဲ့ကျွန်တော်အမှန်ကန်ပြောတာကျွန်တော်ဒီမှာ recording နေကျွန်တော် သတင်းလာပေးလို့ကိုကြီးလေးကိုကြီးကိုတိုက်ခတ်ခဲ့တယ်တဲ့ကိုအောင်မင်းကဒီလိုဒီလိုဖြစ်နေတယ်တဲ့ဆိုတော့ဒီသူတတင်းနေတောင်မှပေါ့နော် तू ကမဖြစ်မနေနေရမျိုးနဲ့ तू ကကြင်ညာနေရတဲ့ပုံစံဖြစ်နေတယ်သူတတင်းကြင်ညာတာမြန်မာဟတ်တော့ပေါ့နော်သွားကြည့်လိုက်သူတတင်းကြင်ညာတာအရင်တော့ကနေနေရာနဲ့တော့မတူဘူး အဲသူရောက်တယ်ဒါပေမဲ့ကျွန်တော်ကဘာလို့အကောင်းမြင်လဲဆိုတော့ဟောကိုအောင်မင်းဒီသူဘလောက်ပဲလမ်းပင်းရနေနေရာကိုပဲရောက်သွားရောက်သွားเนาะတရင်နေတော့သူတင်ဆက်နေသေးပဲမြန်မာနိုင်ငံအတွက်เนาะသူတရင်လေးတော့သူလုတ်ပင်းနေရှာသေးတာပဲဆိုတော့အကောင်းစိတ်ကိုကျွန်တော်ကတွေးပြီးတာကျွန်တော်ကတော့သူအဲ့လိုဖြစ်သွားတော့ကျွန်တော်စိတ်မကောင်းဘူးဝမ်းမသာဘူးဘာလို့လဲကျွန်တော်နှမျောတယ်ဗျဟိုကျွန်တော်တို့ကတိုင်းပြည်ပေါ်မှာချစ်တဲ့စိတ်တွေတူချင်တူခဲနိုင်မယ်ပူပေါင်းနေရင်ပူပေါင်းရမယ်ကောင်းမင်းဆိုတော့အရင်ကကျွန်တော် Facebook မှာ live လုပ်တော့ကျွန်တော်အောက်မှာပဲသူကမြင်ဆွေးနွေးခဲ့တဲ့လူတယောက်သူတက်လာခဲ့ဘူးတဲ့ ကိုတို့စောကိုစောပါဘူးကိုမောင်စုနော်ဟိုဟာနောက်တယောက်ရှိမယ်အမနိုင်ငံသားနော်အများကြီးဒီကမြန်မာပြည်မှာဆိုရင်အဲအောင်မင်းဆိုတာကသူကမြန်မာဟတော့ကနေတစ်ချက်တစ်ချက်သူတက်လာတယ်ကျွန်တော်ရဲ့ Facebook like အောက်မှာပဲသူလာဆွေးနွေးတယ်နော်ငါးခါသုံးခါလောက်ဖြစ်မယ်ဟိုတည်သွားတဲ့ကော်ပိုရိုက်မောက်တို့အများကြီးပေါ့ဗျာကျွန်တော်လည်းမမှတ်မိဘူးပေါ့အဲ့လိုမျိုးအဲ့လိုမျိုးလူတွေပေါ့အဲ့တော့မစည်းရုံးမင်းနဲ့ဟိုကျွန်တော်ကဘာမှမဟုတ်ဘူးကျွန်တော်ပြောပြမယ်ကျွန်တော်ကကိုကျော်စိုးဦးဒဇင်ဦးမာကူတူစနိုက်ပါစုအပြင်တရင်းသမားကုနောင်တော်လေးအဲအောင်မိုးကျော် သူတို့ရဲ့တောက်ကနေလိုက်ရတယ်ကျွန်တော်လိုက်ပါကျွန်တော်ထိုင်ကုန်တစ်ခုထိုင်ပြီဆိုတာနဲ့ကျွန်တော်ဘယ်ထိုင်ကုန်မှာထိုင်ရမှာမဟုတ်ဘူးကြိုက်တဲ့နေရာကနေထိုင်ရထိုင်ရမထိုင်ဘဲနဲ့မတက်ရနေရရင်လေကျွန်တော်ရဲ့တိုင်းပြည်နဲ့ကျွန်တော်နိုင်ငံကျွန်တော်လူမျိုးအပေါ်မှာအကောင်းဆုံးဖြစ်တဲ့ဆွေးနွေးမှုမျိုးဆိုရင်မတက်ရပြီးဒူးတော့ပြီးဆွေးနွေးရလဲဇော်ဘိုးကြီးဆိုတဲ့ကောင်ဆွေးနွေးမယ်ကောင်အဲ့လိုကောင်နော်အဲ့တော့ကောင်မင်းကအခုအဲသူများကပြောလာတယ်အာကျမတို့တွေ့လာရတယ်လို့ပြောလာတော့အကိုကြီးကိုတိုက်ခိုက်တာတဲ့သူတော်တော်မားတယ် အခုလည်းသူငလင်းနေလဲလုပ်ပြီးတော့အဲ့မှာဒကိနာတီတီတီတွေကအတန်ပိုင်းနေရှိပါတယ်ကျွန်တော်အဲ့ရွာလေးကရွာရွာတာအေးတာရလားတာရအေးရွာဆိုလားမသိဘူးအဲ့ရွာလေးမှာတဲ့ကဲလေးတဲ့ပဲသူနေနေရတာတဲ့အဲ့ရွာရွာဥက္ကရာကိုသူကပြောတယ်တဲ့ဟိုပါဘို့နော်သူရဲ့ဟိုတိုက်ခန်းပေါ့ငလင်းလုပ်တဲ့တဲမှာပါသွားလို့ပါပေါ့နော်အဲ့ဒါမဲ့တကူကတော့သူကအဲ့ရနေပြီးတော့တရင်နေတင်ဆက်နေလုံးပဲဒီနေ့ဒီစနေလိုမှဒါဗုဒ္ဓကျွန်တော်အမှန်ကိုပြောတာပါကျွန်တော်မရှောက်မပြောပါဘူးဒီမှာအဲပြောင်းစစ်တန်ခိုင်းနေတဲ့ဖွံ့ဖြိုးရေးတွေကအလူပါပဲကျွန်တော်ပြန်ပြောတာ เนาะကျွန်တော်ပြည်တော်စုတက်ခိုင်ရေးခွင့်ပြုရေးရာတချို့တော့အဲအဲ့လိုမျိုးတချို့ကလည်းအဲဘောနော်ဟိုဟာတက်တည်ရှိတယ်ဘောနော်ကျွန်တော်ဟိုဟာဖြစ်တယ်ဗျအကြံပေးနေတာဖြစ်တယ်ပြောရည်ရရှိတော့အဲ့ဒီအီးဒီပြင်းပြီးတိုက်ခိုက်တယ်တိုက်ခိုက်တော့ကျွန်တော်တို့တက်မတော်ပါပဲဒါလည်းသူကလည်းသူကသူအကောင့်တုနဲ့အကောင့်မားတယ်လို့တာပြောတာတကယ်တော့မဟုတ်ပါဘူးเนาะရွေချက်ရှိရှိနဲ့ကျွန်တော်တိုက်ခိုက်ခံရတယ်အဲကျွန်တော်မိမကိုလည်းအဖာလေးဖာတစ်ပိုင်းပြအောင်သူပြောပါတယ်ဒါပေမဲ့နောက်ဆုံးကြောင်လေကိုကြီးအာဘာညာဆိုပြီးတော့ပြောတယ်ဒါတော့မှကျွန်တော်တို့ကကျွန်တော်တို့အောက်တန်းသားမဟုတ်ဘူးဗျတော့ချမပြအောင် ကိုကောင်းမှလည်းဆိုတဲ့စကားကိုကျွန်တော်ကမပြောဘူးမပြောမပြောကျွန်တော်ကဘုဇလာအေးညီလေးပြောအေးဒီလိုဒီလိုအေးပါကောဒီလိုပြောကျွန်တော်ကအဲ့လိုခံစည်းစမ်းပြီးခံခြင်းတရားထားတာဘာလို့လဲကိုကနိုင်ငံရေးလူမျိုးနဲ့တက်မတော်ကိုချစ်တဲ့ကောင်တယောက်ဆိုတော့ခွန့်လို့ပေးတယ်နားလည်းပေးဘယ်သူမှလည်းဘာမှမပြောဘူးနော်အဲ့ဒါနေခုလာအဲ့မင်းသားကြီးကခုလာတိုက်ခိုက်တယ်အဲ့တိုက်ခိုက်တယ်အတူတိုက်ခိုက်လို့မရတော့ဘာဖြစ်လဲအခုမမှုခိုင်းနဲ့အဲ့တိုက်ခိုက်ခိုင်းနဲ့တစ်ဖက်လည်းနဲ့နော်မိမတယောက်နဲ့တရားစုဆွဲဆူခိုင်းနဲ့ဘယ်လောက်ထိထိရောက်သွားလဲဟမ်၆၆ခါကြီးဘယ်လောက်ထိထိရောက်သွားလဲဟမ်ဟမ်မင်းကြည့်လား ပြီးပြီလားကုန်ပြီလားဇော်ဝဲရဲ့တမိုင်းကိုအကုန်သိပြီလားအဲ့ဒါကိုအခုဒီနေ့သတင်းစာရှင်းလင်းပွဲနဲ့ခဏဆော့ပေါ်လာသတင်းစာရှင်းလင်းပွဲနဲ့ရှင်းလင်းအောင်သတင်းစာရှင်းလင်းပွဲဆိုတာဘာကိုပြောတာလဲဟမ်အခုသတင်းစာရှင်းလင်းပွဲဆိုတာကကျွန်တော်တို့ဒီမှာပြန်ကြားရေးဝန်ကြီးဌာနကဗိုလ်ချုပ်ကြီးဇော်မင်းဗိုလ်ချုပ်ဇော်မင်းထွန်းဒီဘက်ကနေပြီးတော့မေးတယ်အမေးဖြေဥမာတကူကမေးတယ်လို့ပေါ့လိုက်သားကိုဘယ်နဲ့ချိန်တော့ဘုံချဲတော့မလဲလို့ဘာလို့ညာလို့မေးတာဥမာလိုက်သားကိုပဲဟုတ်ကဲ့အခလုတ်ကဘယ်လိုလဲဥမာတကူကမေးတာပေါ့ နော်မေးတာပေါ့ဆိုကြပါစို့ဆိုရင်အဲ့ဒါမေးတယ်အဲ့ဒါသတင်းသာရှင်းလင်းပွဲလို့ခေါ်တာသတင်းသာရှင်းလင်းပွဲနဲ့တောင်းပန်နေဆိုတာကဘယ်လိုအကြောင်းတောင်းပန်ရမှာလဲဟမ်လိုင်းပေါ်မှာနော်မသိဘူးကိုရေးတဲ့စာရီကအုံတော့ကောကောင်းလားမသိဘူးချက်ကောပြည်လားမသိဘူးအဲ့ကျွန်တော်လာပြောတော့ကိုကြီးရတဲ့သတင်းသာရှင်းလင်းပွဲနဲ့တောင်းပန်မယ်ဆိုတော့ဟောကျွန်တော်ကသတင်းသာရှင်းလင်းပွဲနဲ့တောင်းပန်မယ်ဆိုတာသတင်းသာရှင်းလင်းပွဲဆိုတာဘယ်အနေနဲ့တိတ်ပဲကိုဆိုလိုတာလဲကျွန်တော်လည်းနားမလဲဘူးအဲ့တော့ကျွန်တော်တို့ကဒေါခိတာဟော 啊！快点！我骨头骨又闻呀！哪哪哪样弄？泥巴，骨头骨嘛，骨头骨！啊！这弄阿里不着啊？木吧？乌那么泥巴乌嘞阿里了？啊！对吧？从烧烟来烟你嘛，不表啊！这弄阿里不是落地了嘛嘞？喏，不是落地嘛嘞？你正天天在心里关注了，这弄落地天天在心里关注屋里，两水比比两样水，水比一样，提醒好点嘛？<casos S 2>